မန္တလေးငလင်တံပြင်းထန်စွာခံစားခဲ့ရသည့်အင်းလေးဒေသအတွင်းကျမ်းမာရေးဆောင်ရွက်မှုလုပ်ငန်းများစင်စက်မပြတ်ဆောင်ရွက်ပေးလျက်ရှိတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပြီးခဲ့သည့်မတ်လ28ရက်နေ့နေ့လယ်ပိုင်းကလှုပ်ခတ်ခဲ့သည့်မန္တလေးငလင်တံကြောင့်ရှမ်းပြည်နယ်ညောင်ရွှေမြို့နယ်အင်းလေးဒေသအတွင်းပြင်းထန်စွာထိခိုက်ပျက်စီးခဲ့ပြီးလူသေပြောက်များဖြစ်ပေါ်ခဲ့၍ကျမ်းမာရေးဝန်ကြီးဌာနအောက်ရှိ ဤနယ်ခရိုင်မြို့နယ်စဉ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှတာဝန်ရှိသူများသည်အရေးပေါ်ကုသရေးဆောင်ရွက်နိုင်ရန်အတွက်ယာယီဆေးရုံများနှင့်စေဘေးကမ်းများအဖွင့်လှစ်ခြင်းအထုကုဆရာဝန်ကြီးများပါဝင်သည့်နေလက်ကုသရေးအဖွဲ့များတက်မတော်စေတက်ဖွဲ့များ အသိပညာပေးလုပ်ငန်းနှင့်ပူးတက်စေပြန်အဖွဲ့များပရိုက်တကျန်းမာရေးဆောင်ရွက်မှုအဖွဲ့များမှနေရာရောက်ကွင်းစင်ကုသခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်း ကာကွယ်ဆေးများတိုက်ကြွခြင်းဥဒ္ဒစေပြင်းခြင်းလုပ်ငန်းများကိုစင်စက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပါသည်ငလင်တန်ကိုစိုးဝါးဆုံးခန်းစားခဲ့ရသည့်အင်းချံကီလာကျေးရွာအုပ်စုတွင်ရှိကီလာအခြေခံပညာအထက်တန်းကျောင်းဝဲတွင်ယာယီဆေးရုံဖွင့်လှစ်ထားရှိပြီးထိခိုက်ဒဏ်ရာရှိသူများအရေးပေါ်ကုသမှုခံယူရန်လိုအပ်သူများနှင့်ယောဂဝိညာဉ်ရှင်များအတွေ့ပြုစုကုသဆောင်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိပြီး အခါအားလျော်စွာအထုကုသမားတော်ကြီးများတန်ရင်စေဝါကုသရေးအဖွဲ့များမှကွင်းစင်ကုသဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပါသည်ခမညာ